ားလုံးပဲမင်္ဂလာပါခုံလုံးတုံချမ်းရေဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့ဆမ်ပါဒီကနေ့အတွက်ခုံလုံးတုံရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ဒီကနေ့မှာနှาศင်ရမယ့်သတင်းကောင်းစီတွေကတော့ချင်းမာလူငယ်၃ဦးမှာတဦးဟာမလုံခြုံမှုကိုခံစားနေရတယ်လို့ UNDP ကပြောပါတယ်မင်းတမပြည်သူအခြေပြုကျောင်းတွေကိုစစ်ကောင်စီကလေကျောင်းကနေ UTP တိုက်ခိုက်တာကြောင့်ကျောင်းတွေအားလုံးကိုခိတ္တပိတ်လိုက်ရပါတယ် မြန်မာစစ်ဘင်းရှောင်းတတောင်းကျော်ရဲ့ဇေဝအချက်လက်တွေကိုကောက်ယူပြီးစီးတဲ့တရင်နဲ့ ACDF တပ်ဖွဲ့ဝင်2ဦးဟာရှစ်တန်းတနေရာမှာခြောက်ဆုံးတဲ့တရင်တွေကိုနားဆင်ရမှာဖြစ်ပါ ರೀ ။ဒါကြောင့်အဆုံးထိကျွန်မနဲ့အတူဆက်လက်နားဆင်ဖို့ဖိတ်ခေါ်လိုက်ပါ ರೀ ။ အခုအဦးဆုံးအနေနဲ့စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးတော့၄နှစ်ကျော်အတွင်းမှာချင်းမြင့်နယ်အတွင်းရှိလူငယ်၃ဦးမှ၁ဦးဟာမလုံခြုံမှုကိုအငြင်းတမ်းတမမဟုတ်မကြာခဏခံစားနေရတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP မြန်မာကကြေညာလိုက်ပါတယ်အော်တိုဘာလ10ရက်နေ့ယနေ့ထုတ်ပြန်လိုက်တဲ့မြမလူငယ်တွေရဲ့ပုံကိုဆိုင်ရာပေးကင်းလုံခြုံမှုနဲ့စိတ်ချမ်းမာရေးကိုလေ့လာတဲ့အစီအရင်ခန်းစာမှာအခုလိုဖော်ပြထားတာပါ မလုံခြုံမှုတွေဟာလူငယ်တွေရဲ့နေစဉ်ဘဝအနှံ့အပြားကိုစိတ်ဝင်လာလျက်ရှိနေပြီးတော့လူငယ်ခနှုတ်အုပ်မှာတအိုးခန့်ဟာပုဂ္ဂိုလ်ဆိုင်ရာဘေးကင်းလုံခြုံရေးအတွက်စူးရင်ပူပန်မှုတွေအများရန်တုံမဟုတ်မကြာခဏခံစားနေရပြီးတော့ချင်းမှာ30ရာခိုင်နှုန်း၊ကယားမှာ25ရာခိုင်နှုန်း၊ရခိုင်မှာ22ရာခိုင်နှုန်း၊ကချင်မှာ23ရာခိုင်နှုန်းအဖြစ်ပြိပိခဒေတာတွေမှာတည်တာစွာနဲ့မြင့်မားနေတယ်လို့ UNDP ကဆိုပါတယ်။ UNDP ရဲ့လေလာတွေ့ရှိချက်အရချင်းပြည်နယ်မှာလူငယ်၃ဦးမှ၂ဦးဟာမိမိရဲ့ရွာမှာမလုံခြုံမှုကိုခံစားနေရခြင်းဖြစ်တယ်လို့ဆိုပါရီလူငယ်၃ပုံ၂ပုံနေပါရှိတဲ့လူငယ်ဦးရေ၅သန်းခန့်ဟာစူးရင်ပူပန်မှုသို့မဟုတ်စိတ်ဖြစ်စည်းမှုတွေကို အမြဲလိုလိုသို့မဟုတ်မကြာခဏခံစားနေရကြောင်းသိရပါရီ အဲ့ဒီဖြစ်စဉ်ဟာလေပြိပခဖြစ်ပွားရာဒေသတွေမှာ34ရာခိုင်နှုန်းနဲ့မတန်ဆွမ်းလူငယ်တွေအကြောင်းမှာ50ရာခိုင်နှုန်းအထိရှိနေပြီးတော့အလုတ်လက်မဲ့တွေအကြောင်းမှာတိတိတသားမြင့်မားနေတယ်လို့ဆိုပါတယ်ဒီအခြေအနေတွေဟာမြမလူငယ်တွေဟာမလုံခြုံမှုတစ်ခုတည်းတာမကညှို့ဆက်တစ်ခုလုံးကြောက်ရွံ့မှုမယုံကြည်မှုနဲ့စိတ်ဓာတ်ရတွေကိုလည်းရင်ဆိုင်ဖြေရှင်းဖို့ဖြစ်အားပေးခံနေရတယ်လို့ဖြစ်နေတယ်လို့ UNDP ကဖော်ပြပါတယ် လူငယ်အမျိုးသားတွေနဲ့တိုင်းရင်းသားလူနည်းစုတွေကြောင်းမှာစစ်မှုထမ်းဥပဒေဟာစိတ်ပိုင်းဆိုင်ရာဖြစ်စည်းမှုတွေကိုဖြစ်စေတဲ့အထူးအကြောင်းရင်းဖြစ်လာနေတာကိုလည်းတွေ့ရှိရတယ်လို့ UNDP မြန်မာကထောက်ပြန်ထားပါတယ်စစ်ကောင်စီတပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာထင်းသလိုဖမ်းဆီးခြင်းညအချင်းဝင်ရောက်စီးနှင်ခြင်းအတင်းအဓမ္မစစ်မှုထမ်းစစ်သားစုဆောင်ခြင်းကဲ့သို့အချင်းအရာတွေကိုလူငယ်တွေရင်ဆိုင်ကြုံတွေ့နေရတာလို့ဆိုပါရီ လူငယ်40ရာခိုင်နှုန်းဟာညဖက်မှာတူတဲ့လမ်းလျှောက်ပါကမလုံခြုံဘူးသို့မဟုတ်လုံးဝမလုံခြုံဘူးလို့ဖြေဆိုကြပြီးတော့အဲ့ဒီဟာကလည်းစစ်တပ်အာဏာမသိမ်းပြီကနှုံထားတဲ့နှစ်ဆကျော်ပုံများနေတာကိုလည်းတွေ့ရှိရကြောင်း UNDP ကပြောပါရီရန်ကုန်မြို့လိုမြို့ပြဒေသမှာပဲကြားကီနီကချင်နဲ့ချင်းကဲ့သို့ပြိပိခရီလိုလုံခြုံမှုမရှိတဲ့နေရာဖြစ်နေတယ်လို့သိရပါရီ လူငယ်68ရာခိုင်နှုန်းကျော်ဟာမြန်မာမှာငင်းချမ်းရင်းရရှိနိုင်သေးတယ်လို့ယုံကြည်ချက်ခိုင်မာနေစေဖြစ်တယ်လို့လည်း UNDP ရဲ့လေလာချက်အရသိရကြောင်းထုတ်ပြန်ထားပါရယ်။ဥပဒေစိုးမိုးဖို့ခက်ခဲတဲ့ဒေသတွေစစ်ကွန်မရှင်တက်လွန်မိုးမှုရှိတဲ့ဒေသတွေစစ်တပ်နဲ့တော်လှန်ရေးတပ်တို့ကြောထွေးထိန်းချုပ်မှုရှိနေတဲ့ဒေသတွေမှာပြည်သူတွေဟာပြိပိခါနဲ့ဆက်ဆက်တဲ့အကြမ်းဖက်မှုနဲ့ ပုံမှုရင်ဆိုင်ရပြီးတော့ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံရေးအပေါ်စိုးရိမ်ပေါ်ပန်မှုအလွန်ကြီးထားလာရလို့လည်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ချင်းတော်လိုင်းတပ်ဖွဲ့ထိန်းချုပ်ထားတဲ့မင်းသမီးနယ်မှာစာတင်ကျောင်းတွေကိုစစ်ကွန်မရှင်တပ်ကလေကြောင်းကနေဥတီတိုက်ခိုက်နေတာကြောင့်ပြည်သူအခြေပြုကျောင်းတွင်အားလုံးကိုဒီကနေ့အောက်တိုဘာလ10ရက်နေ့ကစတင်ပြီးတော့ခိတ္တပိတ်ပင်ထားသောမင်းသက်ပါအဖအဖွဲ့ကကြီးညာလိုက်ပါတယ်။ ကြာကလာပြည်သူအခြေပြုကျောင်းတွေပိတ်ဖို့ကိစ္စနဲ့ပတ်သက်လို့အောက်တိုဘာလ9ရက်နေ့ရက်စဲနဲ့မင်းတမျိုးနယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်လိုက်တာပါချင်းပြည်နယ်တောင်ပိုင်းမင်းတမျိုးနယ်မှာစစ်ကွန်မရှင်တပ်ကကလေးသူငယ်တွေကိုဥတီကစာတင်ကျောင်းတွေပေါ်ရာဆောင်တွေကိုတိုက်ခိုက်မှုကြောင့်ကြာကလာပြည်သူအခြေပြုကျောင်းတွေအလုံးကိုခိတ္တပိတ်လိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာတော့မင်းတမျိုးနယ်ပြည်ညာရေးပုတ်အဖွဲ့ဟာ ကယ်ဆယ်ရေးနဲ့ပြန်လည်ကုစားရေးလုပ်ငန်းတွေကိုဆောင်ရွက်လက်ရှိနေတယ်လို့သိရပါတယ်။အော်တိုဘာလ10ရက်နေ့ကမင်းနှမြုံနယ်ဝမ်သူကျေးရွာနဲ့ထင်းချောင်းကျေးရွာကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခတ်တာကြောင့်ထင်းချောင်းကျေးရွာကစာတင်ကျောင်းနဲ့ဘော်ဒါဆောင်တွေကိုထိမှန်ပြီးចောင်းသား3ဦးနဲ့မတန်ဆွမ်းအမျိုးသမီး2ဦးသေဆုံးက10ဦးကျော်ထိခိုက်ဒဏ်ရာရရရှိခဲ့ကြခြင်းဖြစ်ပါတယ်။အဆိုပါတန်ရာရရှိသူတွေထဲမှာတချို့ဟာတန်ရာပြင်းထန်နေကြောင်းသိရပါတယ် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်စာတင်ချောင်းဆောင်အပါဝင်နေအိမ်၆လုံးဟာလည်းပျက်စီးသွားကြောင်းသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ၄ရက်နေ့ကလည်းစစ်ကော်မရှင်တပ်ဟာမင်းတမျိုးပေါ်နှစ်နေရာကိုလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့်ပြည်သူ၃ဦးဟာကျဉ်းထန်စွာထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးနေအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိကြောင်း CDF မင်းတပ်ကနေသိရပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလမှာမင်းနမြုံနယ်ကို CDF မင်းတန်နဲ့မဟာမိတ်တပ်ဖွဲ့တွေကတင်ပိုက်ခဲ့ပြီးတော့လက်ရှိမှာအုပ်ချုပ်ရေးနဲ့ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေဆောင်ရွက်လက်ရှိနေချိန်မှာအခုလိုစုကမရှင်တပ်ဟာမင်းနမြုံပေါ်နဲ့ကြီးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုခက်စိတ်စိတ်ပြုလုပ်လက်ရှိနေတာလည်းဖြစ်ပါရှင် နောက်တဲ့ရင်တဘောကတော့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်မှာခုံလုံနေကြတဲ့မြန်မာစစ်ပေးဆောင်တပေါင်းချော်ရဲ့ဇီဝအချက်လက်တွေကိုကောက်ယူပြီးစီးပြီးလို့သိရပါတယ်။မြန်မာစစ်ပေးဆောင်တွေရဲ့ဇီဝအချက်လက်ကောက်ယူခြင်းအစီအစဉ်ကိုဇူလိုင်လကုန်ပိုင်းကစတင်ခဲ့ကြတာဖြစ်ပြီးတော့အခုလက်ရှိမှာစစ်ပေးဆောင်တပေါင်း1693ဦးကိုဇီဝအချက်လက်ကောက်ယူပြီးဖြစ်ကော ရှာကိုင်းနှုန်းအဖြစ်39.40 PCB လို့မီဇိုရမ်ပြည်ထောင်စုဝန်ကြီးဌာနကိုကိုးကားပြီးမီဇိုရမ်နေစဉ်သတင်းဌာနမှဖော်ပြထားပါတယ်။မီဇိုရမ်ပြည်နယ်မှာမြန်မာစစ်ပေးရှောင်3265ဦးရှိတဲ့အနက်အမျိုးသား3319ယောက်အမျိုးသမီး3584ယောက်နဲ့အသက်16နှစ်အောက်ကလေးငယ်4890ကိုဇီဝအချက်လက်ကောက်ယူပြီးဖြစ်တယ်လို့ဆိုပါတယ်။ ဇီဝအချက်လက်ကောက်ယူမှုကိုတော့မီဇိုရမ်ပြည်နယ်ထဲကခရိုင်စစ်တခုမှာဇူလိုင်လပိုင်းကစပြီးတော့တပြိုင်တည်းစတင်ခဲ့ကြပြီးတော့အွန်လိုင်းကနေတစင်ကောက်ယူကြတဲ့အတွက်အင်တာနက်လိုင်းမကောင်းခြင်းကြောင့်လင်းမြန်စွာကောက်ယူဆောင်ရွက်နိုင်ခြင်းမရှိကြောင်းလည်းသိရပါတယ်မြန်မာစစ်ဘေးရှောင်တွေဟာမီဇိုရမ်ပြည်နယ်ထဲက ISO Searchip လုံးလေ၊ Champai, Saitwal, Khozol, Longthai, Mamik, Saiha, Kolasim နဲ့ နောက်ထပ်စတဲ့ခရင်စစ်တခုကစစ်ဘေးရှောင်စခန်းတွေအပြင်အိမ်ငားနေထိုင်ကြသူတွေဖြစ်ကြပါရဲ့ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ မကွေးတိုင်းအနောက်ဖက်ချမ်းအရှုချင်းဒေသရဲ့ကာကွယ်တပ်ဖွဲ့ဖြစ်တဲ့အရှုချင်းကာကွယ်တပ်ဖွဲ့ LCDF တပ်ဖွဲ့ဝင်ရဲဘော်2ဦးဟာရှစ်တန်းတနေအောင်ကကြာဆုံးသွားခဲ့ကြောင်းသိရပါရယ်။ အော်တိုဘာလ9ရက်နေ့ကအရှုချင်းကောက်ွယ်တပ်ဖွဲ့ SCDF တပ်ဖွဲ့ဝင်တွေဖြစ်တဲ့စလိုက်ဘိုဘိုဝင်းနဲ့စလိုက်ပြေဆောင်အောင်တို့ဟာတပ်ဖွဲ့ကပေးအပ်တဲ့တာဝန်တွေကိုထမ်းဆောင်ရင်းရှစ်တန်းတနေရာမှာကြာဆုံးရခြင်းဖြစ်ကြောင်း SCDF ကအော်တိုဘာလ10ရက်နေ့မှာထုတ်ပြန်လိုက်တာပါကျဆုံးသွားတဲ့ရဲဘော်တို့ဟာအရှူအမျိုးသားသူရဲကောင်းတွေအဖြစ်လေးမြတ်စွာအလေးပြုပါကြောင်းမပြီးဆုံးသေးတဲ့ရီမန်းချပန်းနိုင်တွေအတွက်ဆက်လက်တိုက်ပွဲဝင်သွားမှဖြစ်ကြောင်း SCDF ကထုတ်ပြန်ပါတယ် ရှစ်တန်းတနေရာမှာရဲဘော်နှစ်အုပ်ကြောက်ဆုံးမှုနဲ့ပတ်သက်လို့တိုက်ပွဲအချက်လက်တွေကိုတော့လက်တလုံးမှာဖြေချပေးလို့မရသေးကြောင်း SCDF ပြောရဲဆိုခွင့်ရှိသူဆလိုင်းခနီလဝဲကပြောပါရီယခုချိန်ကနေစတင်ပြီးရဲဘော်တွေရဲ့တာဝန်တွေကိုရပ်ဆဲလိုက်ပြီးဖြစ်ကြောင်းနဲ့၎င်းတို့က SCDF နဲ့သက်ဆိုင်ခြင်းမရှိတော့ဘဲသွားလို့ရသွားနိုင်ပြီဖြစ်ကြောင်းအမိတ်ပြန်တမ်းလဲထုတ်ပြန်ထားပြီးဖြစ်ပါရီ မကွေးတိုင်းနဲ့ပဲခူးတိုင်းရှိအရှုချင်းဒေသတွေမှာ SCDF တပ်ဖွဲ့ဟာစစ်ရေးလှုပ်ရှားနေပြီးတော့စစ်အာဏာရှင်ကိုမဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းကာဒေါ်လန်တိုက်ခိုက်လျက်ရှိနေကြောင်းလည်းသိရပါရဲ့ရှင်။ ုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်